မိုးတွေတိတ်သွားတဲ့အချိန်ထီးဟာဝင်တော့ဝင်ဖို့တကူဖြစ်လာတယ်။မင်းမရှိတော့တဲ့အချိန်ဘိုးပင်ဟာအသုံးဝင်တော့သလိုဖြစ်သွားတယ်။ပန်ထားတဲ့ပန်းတွေညှိုးနှွမ်းသွားတဲ့အချိန်မြေပြင်ပေါ်မှာကျသွားတာဘသူမှခင်မဆိုင်ကြတော့လောကမှာဘေးရမဆိုအချိန်ကန့်တတ်နေပဲတန်မှုရှိကြတယ်။အဲ့ဒီအချိန်ကျော်သွားရင်ဘူလာတန်မှုထံနေသွားတတ်တယ် ဘယ်ရာကိုမှအရန်ကြီးတွေ့တာပြီးဖတ်တွေ့မထားခြင်းပါနဲ့။ထာဝရဆိုတာလောကမှာမရှိဘူး။အချိန်နဲ့မျှကိုကိုကိုပြောင်းလဲတိုးတက်နိုင်ဖို့ပဲကြိုးစားပါ။ကောင်းမွန်တဲ့အလုပ်နဲ့ဘဝကိုတန်ဖိုးရှိအောင်နေတတ်ဖို့ပေါ့။ဒီတန်ဖိုးကတော့ထာဝရဆိုတာထက်ပိုပါတယ်။